ဒီတစ်ချိန်တွေ့ဆုံမှုမှာစပောင်းကိုအလဲထိုးနိုင်လိမ့်မယ်လို့ဖာလန်ဒတ်စယုံကြည်ဘောလုံးကြသူများအတွက်ကျမတို့ရဲ့1 million channel တွေကပြန်လည်ကြိုဆိုလိုက်ပါရစေ။ မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ကွင်းလှည့်ကစားသမားဘရူနိုဖာနန်ဒက်စ်ကဗုဒ္ဓဦးနေ့ညမှာရှင်ပြိုင်ကစားမဲ့ယူရိုပါလိဘောလုံးပွဲမှာတော့တန်ဟော့စ်ပါအသင်းကိုအနိုင်ယူပြီးယူရိုပါလိဖလားကိုရယူသွားနိုင်လိမ့်မယ်လို့ယုံကြည်ကြောင်းဖွင့်ဟပြောဆိုလိုက်ပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းကနီးပြရူဘင်အမော်ရင်ရဲ့လက်အောက်မှာအခြေအနေမကောင်းလာတဲ့ဘောလုံးရသည်တစ်ခုကိုဖျက်ဆီးခဲ့ပြီးနောက်အသင်းအတွက်အရေးပါဆုံးပွဲစဉ်အဖြစ်ပရီးမီယာလိဂ်ပြိုင်ပတ်စပါအသင်းနဲ့ယူရိုပါလိဘောလုံးပွဲကိုလာမယ့်ဗုဒ္ဓဦးနေ့မှာရှင်ပြိုင်ကစားသွားမှာပါ။ ဒီပွဲဟာယူနိုက်တက်ရဲ့အခုရသည့်တစ်ခုလုံးအတွက်အသက်ကယ်ဆေးတပွဲဖြစ်လာနိုင်ပါတယ်ဒီအသည်မှာလည်း United နဲ့ Sparrow ကပရီးမီးယားလိမှာအနှံ့ချင်းခါရာဘောင်းဖလားပွဲမှာတက်ချင်းစုစုပေါင်း၃နိုင်ထိတွေ့ဆုံခဲ့ပြီးအဲ့ဒီ၃ချိန်လုံးမှာမြောက်လန်တန်ကလပ် Sparrow တင်ရပဲအနိုင်ရရှိထားခဲ့ပါတယ်။ဒါအပြင်ပြောင်းပွဲဆုံနောက်ဆုံး၆ချိန်တွေ့ဆုံမှုမှာလည်း Sparrow ကရှုံးပွဲမရှိအောင်လို့ကစားထားနိုင်ပါတယ်။ လက်ရှိမှာတော့ United Your Spa ပါ Premier League အမှတ်ပေးစရာရဲ့အဆင့်16နဲ့အဆင့်19နေရာတွေထိရပ်တည်နေရပြီးနှစ်သင်းလုံးအတွက်အတော်လေးကိုစိုးရွားတဲ့ရှားတီတစ်ခုဖြစ်နေရပါတယ်။ဒါပေမဲ့ Europa League ဖလားဟုသာပိုဆွဲလောက်မယ်ဆိုရင်တော့ပိုဆွဲမဲ့အတန်းအတွက်ဖလားပြင် Champion League ဝင်ခွင့်မှာပိုင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ဒီပိုလူပွဲစဉ်နဲ့ပတ်သက်ပြီး Fernandez က Binsport နဲ့တွေ့ဆုံရမှာ သူတို့ကတိုင်းစစ်မှာအလွန်ပြင်းထန်တဲ့အသင်တသင်မှာသူတို့ကဖိအားပေးကစားတာအရန်ကောင်းတယ်ခန်းစစ်ကိုလည်းမြင့်တင်ကစားတဲ့နေရာမှာလည်းသူတို့ကအလွန်စနစ်တကျရှိတယ်သူတို့မှာဘောလုံးနဲ့တူအရေးသွေးပိုင်းရအလွန်ကောင်းတဲ့ကစားသမားတွေရှိပေမဲ့ကျွန်တော်တို့လေးလာသွားမှာပါသူတို့ရဲ့အန်ရပေးနိုင်တဲ့အချက်တော်များများအောင်လည်းကျွန်တော်တို့သိထားပြီးသားပါ ဒါပေမဲ့အရိတပ်ပို့ပြီးတော့အရေးကြီးတာသူတို့အခွင့်အရေးမပေးမိအောင်နဲ့ကိုယ့်အတွက်ဂိုးတွေသွင်းပြီးအနိုင်ရဖို့အခွင့်အရေးတွေအများကြီးဖန်တီးနိုင်အောင်ကျွန်တော်တို့ဘာတွေလှုပ်ဆောင်မှုလို့လဲဆိုတာအာယုံဆိုင်ဖို့ပါပဲလို့ပြောဆိုခဲ့ပါတယ်။